အားလုံးပဲမင်္ဂလာပါအာဒီနေ့ဗီဒီယိုမှာကအဓိကဘာပြောချင်လဲဆိုတော့အခုကျွန်တော်တို့ရဲ့ဒီအတိုင်းပဲ US visa လည်းပိတ်သွားပြီဆိုတော့ဒီ government student တွေအတွက်ဒီ abroad တော့ဒီ country ကလည်းစပြီးတော့ limited ဖြစ်လာပြီနောက်ပိုင်းကျရင်လည်း visa ကအာပိုလေဝတ်သိမရှိရောနည်းနည်းပိုခက်လာမယ်ပေါ့ဆိုတော့အခုအခြေအနေအရဆိုရင်ဒီဘယ်နိုင်ငံကြီးတွားလို့ရတယ်လေ ဆိုတဲ့ဟာကိုကျွန်တော်ဒီမှာအနေနဲ့အရှင်းပြသွားမယ်။ပြီးတော့ဒီကဗီဒီယိုအသစ်ကိုကလည်းပင်နဲ့ဒီ paper စကားကိုတင်တင်နဲ့ဘာလို့တင်လဲပြန်ပြီးဆုံးပြရလို့ပုံပြီးလွယ်ကူပါရဲ့ပေါ့။ Okay ဆိုတော့အခုကျွန်တော်တို့အင်္ဂလိပ်စကားပြောပြီးတော့ဘယ်နိုင်ငံတွေတွားလို့ရနိုင်သေးလဲဆိုရင်တော့ကျွန်တော်တို့ကနေဒါရှိတယ် UK ရှိတယ်။မနေ့ကအော်စတြေးလျကတော့တော်တော်မလွယ်တော့ဘူးခင်ဗျ။အဲအိုင်ယာလန်၊နယူးဇီလန်လည်းတိတ်မလွယ်တော့ဘူး။အဲနယ်သာလန်ကလည်းအခုနောက်ပိုင်းဆိုတော်တော်လေးကြက်တယ်ဆိုတော့မန်နေဂျာဒီ list ထဲမှာဆိုရင်ကျွန်တော်တို့ဒီ Netherlands ရဲ့ New Zealand ရဲ့ Australia ရဲ့ဟိုတော့ခဏဖြုတ်ထားလိုက်မယ်။ဘာကြောင့်လဲဆိုတော့ခုနောက်ပိုင်းပြီးဆိုချက်တဲ့မှာပါလို့လေ။ပြီးတော့ Singapore, Malaysia, Thailand ဒါကတော့အကုန်လုံးဒီအတိုင်းပဲဒီနိုင်ငံတွေကတော့ English ကပြောပြီးဝင်လို့ထွက်လို့လဲ့တယ်တွေ့သေးတယ်ပေါ့ခင်ဗျာ German ဘာသာစကားတွေ Germany ရှိရယ် Austria ရှိရယ် Switzerland ရှိရယ်ဒါပေမဲ့ Switzerland နဲ့ CG ရဲ့ဘက်ရောက်တယ် Luxembourg ရှိရယ်ဒီတက်မှာကျွန်တော်တို့ French ရှိတယ် Belgian ရှိတယ်အဲ Switzerland နဲ့ Luxembourg ကဒီပြည်နယ်စကားပြောတယ်ကနေရာရောပဲဆိုတော့အဲ့နိုင်ငံတွေရှိတယ်ဒီ Spanish ဘက်မှာဆိုရင်တော့ Spain, Mexico, Argentina ဒါပေမဲ့အဲ့ဘက်ခြမ်းကတော့တောင်းသားတွေတိတ်သွားများဘူးဒါပေမဲ့ပြီးမှကျွန်တော် ရှင်းပြမယ်ဟိုဒီ Spanish ဘက်ဘက်ခြမ်းကနေပေးချောင်းတွေတွားလို့ရသေးတယ်ဆိုတာ Italian တန်ရော Italy တခုပဲရှိမယ် Japanese တန် Japan တန်နိုင်ငံပဲရမယ် Korean တန် South Korea တခုပဲရမယ် အဲဒီ dash ကတော့တည်နေတော့လည်းပြောချင်းဒါပေမဲ့အခုတိုင်းပြည်ဒီ dash government မှာလည်းတော်တော်လေးပြောင်းလဲဖြစ်တဲ့အတွက်ဝင်ရသိမ့်မလွယ်ဘူးခင်ဗျဖင်လန်မှာဆိုရင်ကျွန်တော်တို့ finish ရှိမယ် swedish swedish မှာ sweden ရှိမယ်ဒါဒီတိုင်းပြည်ရရှိမယ်ပေါ့ဆိုတော့အခုဆိုရင်ဟိုဒီလောက်ဆိုရင်ဒီ german မှာစကားတက်ပြီးဒီလိုအများကြီးအခွင့်အရေးရှိတယ်အင်္ဂလိပ်စကားတက်ပြီးဒီလိုအခွင့်အရေးရှိတယ်ဆိုတော့တိသွားရဆိုရင်ဒီနေရာကြီးကြည့်ပြီးကိုကဘယ်ဘာစကားတင်တင်လဲဆိုတာနည်းနည်းဒါ idea ရလာပြီလို့ကျွန်တော်ယူဆလိုက်မယ်ခင်ဗျဆိုတော့ဒီမှာလဲဒီဗီဒီယိုလေးကို pause ပြီးတော့ဟိုကျွန်တော်တို့နည်းနည်းတိကျဖတ်ရှင်ဖတ်လို့ရတယ်ဆိုတော့ကျွန်တော်အခုနည်းနည်းပို့ပြီးဒီတို့တော့မယ်ဆိုတော့ဒီ Germany တို့ Finland တို့အဲ့လိုတိုင်းပြည်တွေမှာမီးစံမျိုးကိုအာအကိကျွန်တော်ဒီ German စာကတော့ခုထိတော့ဟိုမတက်သေးဘူး finish ပါကမပြောသက်သေးဘူးပေါ့ဆိုတော့မပြောသက်သေးဘဲနဲ့တော့ကျွန်တော်ဒီ batch ကြီးတွေ try ကြည့်လို့ရတာဆိုတော့အဖေက try ကြည့်လို့ရတယ်ဆိုတော့သူတို့တွေကဒီ တို့နိုင်ငံဘာစကားတွေမှာကောက်ဒီအင်္ဂလိပ်စကားနဲ့အဲပြောရဲ language ပူရဲဒီ language ပူတော့မှတချို့ဘာသာတွေတချို့ major တွေတို့အင်္ဂလိပ်စကားနဲ့တင်တယ်ပေါ့ ဒါပေမဲ့တခုပြဿနာပါရှိလေဆိုတော့အဲဒါပေမဲ့ကိုကအိတ်နိုင်ရမှာအခြေချဖို့စီဟိုပါတိုင်းလို့အကျော်တို့ဘာလို့ညာလို့ချင်တာလဲပါရှိလာနိုင်မယ်အဲ့လိုမျိုးလို့ချင်တဲ့အခါကျရင်ဒီသူတို့နိုင်ငံရဲ့ဘာသာစကားကိုသင်ယူမှကိုကဒီနိုင်ငံမှာဆက်ပြီးရရှင်းတန်နိုင်မှာမဟုတ်ဘူးဆိုရင်ဒါတော်တော်လေးဟို survive လို့ struggle တော်တော်ဖြစ်မှာခင်ဗျဆိုတော့ဟိုဒီလိုနိုင်ငံတွေကအခွင့်အရေးရှိရရှိတယ်အင်္ဂလိပ်စကားနဲ့ဒါပေမဲ့ အရင်တော့မလွယ်ဘူးဒီ tuition course တွေကတော့ကျွန်တော်တို့ဒါအချမ်းမြင့်နေတယ်ပြောတာဒါပေမဲ့ဒီထက်အခုမြန်မာပြည်ငွေစည်းအရာနေဆိုရင်ပိုပြီးတော့ပိုများလာနိုင်တယ်ပြီးတော့ခုနောက်ပိုင်းကျောင်းက tuition fees တွေလည်းအရင် increase ဖြစ်တယ်ပေါ့ tuition ဆိုတာကျွန်တော်တို့ဘယ်လိုမြန်မာပြည် tuition ယူတော့ပြောတာမဟုတ်ဘူးဒီ tuition ဆိုတဲ့သဘောကဒီကျောင်းလာကတော့ပြောတာကျောင်းလာကဆိုတာဒီ university တက်တဲ့ကျောင်းလာက high school တက်ကျောင်းအဲ့ဒါကို tuition fees ဆိုခေါ်တာပေါ့နော်ဆိုတော့ဒါဒီမှာဆိုရင်ဒါအချမ်းမြင့်အရင်တည်နိုင်တယ်ပြီးတော့ဒီနိုင်ငံကြီးမှာ တဲ့ရင်ဘာတခုကောင်းလဲဆိုတော့ကျွန်တော်ပြီးရင်ချက်ချင်းကိုကဟိုအင်ဂျင်ဆရာမျိုးပဲဒီ opportunity ထက်ရနိုင်တယ်ဥပမာဆိုရင်ဒီ Germany ပြီးရင်ဒီ session လာဇာဒီ work permit ရနိုင်တယ် Finland ဆိုရင်2 year friend ဆိုရင်1 year အဲ့လို program ရှိရဒါပေမဲ့ဒါအခုဒီကျွန်တော်ရတဲ့ information အရပေါ့เนาะနောက်ပိုင်းကျရင်တော့ဟောဒါရရနည်းနည်းပြင်ပြောင်းသွားနိုင်တယ်ဖြစ်တယ်ကိုကိုပြန်ပြီးတော့ research လုပ်ပြီးတော့ detail ပြန်ကြည့်ဖို့လိုတယ် ဆိုတော့ဒါကြီးအကုန်လုံးကတော့ဒါဒီအမေဘေးဆုံး knowledge နဲ့ဒါကိုက okay ဒီလိုဟာရှိရဲဆိုတာသိအောင်ပဲဒါပေမဲ့ကိုကတကယ်မတော်ရင်ကိုကကိုပြန်ပြီး research လုပ်ပါဘာလို့လဲဒီ information တွေကဒီအမြင်ရင်းပြောင်းတယ်ဒါကြောင့်ဒီ6လတစ်ခါတစ်နှစ်တစ်ခါကြာ3လတစ်ခါတော့ပြောင်းနိုင်တယ်ဆိုတော့ခုရေးထားတာတွေက3လောက်မှကြည့်ရဆိုရင်ဒါ information တွေမမမှန်နိုင်တော့ဘူးလေဆိုတော့ update ဖြစ်အောင်အမြင်နဲ့ကြည့်ဖို့လိုတယ်ဆိုဒီမှာဆိုလဲကျွန်တော် note စီနေရေးထားတယ်ဆိုကိုကတကယ်ဟိုအရင်စိတ်ဝင်စားရတယ်ဆိုရင်ဒီ note စီနေတဲ့ data ဖတ်ပြီးတော့ စဉ်းစားလို့ရရယ်ပေါ့ဆိုအခုကျွန်တော်ဒီမှာနောက်တစ်ခုပြောချင်တာတချို့ဒီယူရိုပကအကြောင်းတွေအကြောင်းလားကအရင်စီးမကြည့်ဘူးဗျာဥပမာဂျာမနီဂျာမနီတို့တချို့အကြောင်းတွေအကြောင်းလားကအလကားဟိုဘာမှမပြီးရတော့စီးတက်တာတယ်ဒါပေမဲ့အဲ့ဒါကြီးဒီနောက်ပိုင်းကျတော့ policy change လို့ကျွန်တော်ကြားတယ်။ဟိုဂျာမီဆိုဘယ်ဖြစ်ဖြစ်ဒီပြင်သစ်ပဲဖြစ်အကုန်လုံးကဒီတို့ EU တွေကလို့မဟုတ်တဲ့လူတွေအကြောင်းလာကြတယ်စပြီးလို့တော့မယ်လို့ကြားဆိုတော့ကိုကအကေအခု prime ဆိုရင်ဒီ2026 2029လောက်မှာ policy အများကြီးမပြောင်းရင် trying တယ်လို့ကျွန်တော်အကြံပြုတယ်ခင်ဗျာ။ဆိုတော့ဒီတခြား link အရဆိုလေကျွန်တော်ဒီ US World uh, Top University တို့ကြီးတဲ့ဘေးတိုင်းပြည်မှာငါတို့ဒီအလကားတည်နိုင်တယ်ပေါ့ဒီမှာ link ကျွန်တော် study journal ရှိမယ် ပြီးတော့ကိုကတီချာကြည့်ချင်တယ်ဆိုရင်ဒီလိုအားတွေကိုကိုကိုဖက်ကြည့်ပါကိုကဒီဒိုင်နားမလို့ဆိုရင်ဘာလို့လို့ရလဲဒီစားတွေအကုန်လုံးကိုက AI နဲ့ထည့်ထည့်မြန်မာလိုပြန်ပြေးပါလို့ကြည့်လို့ရတယ်ဒါပေမဲ့အဓိကတော့ကိုကအင်္ဂလိပ်လိုဒီချာချာဒီလောက်ဖတ်တတ်မှလေကိုကတခြားနိုင်ငံမှာ steady လို့ပေါ့အဆင်ပြေပါဆိုတော့တနေ့တည်းမှာကိုကအင်္ဂလိပ်လိုကြိုးစားပြီးဖတ်ကြည့်ဖတ်ကြည့်လို့လုံးဝနားမလဲတော့မှဒီ AI လို့ကတော့ဒီမှာတောင်းပြီးတော့ဒီဗီဒီယိုထည့်ထည့်ထည့်ကြည့်ပါဦးခင်ဗျာဟုတ်ဒါတနေ့ကပြီးတော့ပြင်တိရှိတယ် at low cost your nordic country ဆိုပါလေ Denmark Finland Iceland always do that အဲ့ဒီအကြောင်းလေးအဲ့နိုင်ငံတွေရှိတယ်ဒါတွေကလည်းဒီအခွင့်အရေးတွေရှိနိုင်သေးတယ်ပြီးတော့တခြားနေရာတွေမှာပါရှိတယ်ကျွန်တော်ခုနကပြော Austria ရှိတယ် Belgium ရှိတယ် Czech Republic ရှိတယ် Greece ရှိတယ် Italy ရှိတယ် Spain ရှိတယ်ဆိုတော့ဒါတွေကဒါကိုက option တွေပေါ့သူကိုယ့်အတွက်ဒီအရာတွေအခွင့်အရေးရှိရဆိုတာဒါကိုဒီမြန်မာနိုင်ငံသားတွေတော်မဟုတ်တာတခါလုံးရှိလူတွေအတွက်ဒါကြီးကအခွင့်အရေးရှိရဆိုတော့ကိုကဟို visa နည်းနည်းခက်တယ်ဆိုရင်တော့နည်းနည်းစူးစမ်းဖို့အချက်ရှိတဲ့အတွက်ဒါဒီ US paid wire ဆိုတော့ကိုထပ်ပြီးစူးစမ်းနိုင်သေးတယ်ပေါ့ဒီလိုတိုင်းပြီးဒါမှမဟုတ်ကျွန်တော်ကပြောတယ်ဒီ Europe ဘက်ကဝင်တခြားပိုင်းလည်း Argentina ရှိမယ် India ရှိမယ် Taiwan ရှိမယ်ဒီနေရာတွေကလည်းဒါနောက်တဲ့ကောင်းတဲ့ opportunity ပေါ့ ဆိုဒီမှာတော့ link တစ်ခုမှာသူတို့ဗာရေးထားတဲ့ဒီ affordable ပို့ဖြစ်တဲ့ဟာဆိုရင်နံပါတ်1က Norway နှစ်က Taiwan Germany ပြင်သစ်ရှိမယ် Mexico ရှိမယ် India ရှိမယ် Argentina ရှိမယ် Poland ရှိမယ် Malaysia ရှိမယ် South Africa ရှိမယ်ဒါတွေကတော့ဒီ option တွေပေါ့ဒီမှာဆိုရင်ဒေချာဖက်ကြည့်ရဆိုရင်ဒါ US 6000ဘယ်လောက်လဲဆိုတာကိုတွက်လို့ရတယ် okay ဒီအခု6000မြန်မာဝင်ဈေးနဲ့ဘယ်လောက်လဲအဲ့လောက်နဲ့ဆိုတော့ကိုအတွက်အဆင်ပြေနေတယ်အဲ့ဒါဆင်နေတယ်အဲ့ဒါကဆိုတာဟိုလက်လက်ကူကူသုံးဖြတ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ကဒါအခုဒီမြန်မာပြည်ရဲ့လူတွေဒီ နိုင်ငံခြားတောင်းစတေးလုပ်ချင်တယ်မြန်မာ US ကဗီဇာပိတ်သွားတဲ့နည်းနည်းလမ်းပြောင်းနေတယ်လို့ဆိုတာနည်းနည်းညင်နိုင်အောင်လို့ကျွန်တော်ဒီဗီဒီယိုလုပ်ရဖြစ်တယ်နောက်တစ်ဗီဒီယိုတစ်ခုမှကျွန်တော်နည်းနည်းပို့ပြီးအသေးစိတ်ရှင်းပြသွားမယ်ပြီးမှဒီနိုင်ငံတွေမှာဘယ်လိုမျိုးအကြောင်းတွေရှိလဲဘယ်လို opportunity ရှိနိုင်လဲပြီးတော့ဟိုဒီကြောင်းတွေတက်ပြီးတော့နှုတ်ပါဆက်လုပ်နိုင်လဲဆိုတော့ကျွန်တော်နည်းနည်းပို့ပြီးဒီတွေကိုပြပြအောင်မှာဖြစ်တယ်ဆိုဒီဗီဒီယိုဒီလောက်ပါပဲနောက်ထပ်ဒီဘောလေးပါရှိရင်ကောမန့်မှာပြီးပြီးလို့ရတယ်ကျွန်တော်တက်နိုင်မှာဖြေချပြီးတော့ဒီဗီဒီယိုလုံးလို့ရမယ်ဆိုတော့လုံးအောင်ပါဖြစ်ပါတယ်